အေးယိုချူပလီတဲ့ဂျင်မြအားလုံးပဲမင်္ဂလာပါ Jazz Solution ကနေပြန်လဲကြိုဆိုလိုက်ပါရယ်အခု Jazz နဲ့အတူကြမ်းအထူးသတင်းလေးတွေကဆရာလူမဲ့ကြော်တင်ဆက်ပြီးတဲ့သတင်းထူးသတင်းကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟုတ်ပြီထုံးဆန်တဲ့ Jazz နဲ့တို့ဆောင်တွေလိုက်ပါကြည့်ရှုဖို့တဲ့ဖိတ်ခေါ်ပါရယ်ကဲဟုတ်ပြီစားလိုက်ကြအောင်နော် Let's go ကိုရဲ့ချောင်းလာ2025လူမဲ့ကြော်ရဲ့ညာကိမင်းတင်ဆက်မှုများမှာကြိုဆိုပါရယ်ဒီစကားလေးမပြောတာကြာဒီနေ့တော့ကျွန်တော်တို့မေကိုတုတ်ဆရာတွေအများကြီးတွေးမိပါတယ် ဝိဥတော်လေး၄နှစ်ကျော်၅နှစ်အလုံးအစိုးရပေါင်းပြောင်းများစွာဖွဲ့စည်းပြီးတိုင်းတဲ့ပြည်နယ်၁၄ခုလုံးဖက်ဒရယ်ယူနစ်တွေဖွဲ့ပြီးဘာတွေလုပ်နေကြတာလဲစစ်နိုင်တိုင်ရေးဆိုတဲ့ကိစ္စအစိုးရဖွဲ့ပြီးအနောက်မှာရောက်သွားပြီလားလက်ရှိမြေပြင်သတင်းကိုကြားနေရတာဒီကောင်းတာတွေလည်းရှိလို့ဆိုးတာတွေလည်းရှိဒါပေမဲ့ ဘလောက်ဆူဆူရှိစတိုးရမယ်အချိန်ကြီးကိုတော့လုံးစားလို့မရဘူးဆိုတော့ဒီအနေနဲ့ပတ်သက်ပြီးဒီဒရင်နှစ်ပုတ်တွေ့ပါတယ်တပုတ်ကတော့မြန်မာတောင်းကတင်ပြီးတပုတ်ကတော့အဲ TVB ကတင်တာပါတယ်နော်အဲ့တော့ဒရင်နှစ်ပုတ်ကဆက်ကြည့်ပတ်အချိန်ကြီးကိုတွေ့ရတယ်ဒါတော့ကျွန်တော်မြေပြင်တက်တီစီလမ်းပြီးတီးခေါက်ကြည့်တဲ့အခါကျတော့ကြားရတဲ့စကားတွေကနောက်မှမချမ်းသာ အဓိကမြေပြင်တက်တီစီကပြောတဲ့ပထမတစ်ချက်ကျွန်တော်တင်ပြပါမယ်။ Back up party လူပါဝါနေပါလေ။ဘိုးကြားရွှေကိုရီတတိတနန်းတကြနန်းနဲ့စစ်တုပ်ပန်းတွေရဲ့မယားတွေကိုမရင်ငယ်ယူရတဲ့အဖြစ်တွေအထိဖြစ်နေပါလေ။လူပြကြော်ရေးမင်းဘယ်နေရာလဲလို့မေးရင်တကောင်းဂျာညက်အစားရှိရဲ့ Back up party နာမည်တွေထဲမပြောချင်ဘူးကို့အချင်းကိုတိကို့ချင်း မိုးကြွှေကူတွေဖြစ်တဲ့ NLD ပါတီ NLD အမတ် NLD ဘာညာတရကနေကြကွာစီအကုန်လုံးကိုနေရာတွေစုပေးပြီးအခွင့်ဒုကလူတန်းစားတရက်ပေါ်ပေါက်တောင်လုံးတဲ့ဘသူလုတ်တာလေဒီမိကုန်းတစ်ခုရှိတယ်လို့ဒီနေ့ DNL ရဲ့အဲ TSC လား TSC တအောင်ပြီးကောက်စီတအောင်အုတ်ချုပ်ခွင့်တယောက်တအောင်ပြီးအုတ်ချုပ်ဖို့ဆိုရတရက်ကိုကြီးတယ်ဆိုတဲ့အခြေအနေကိုကြားရပါတယ် ဒါပေမဲ့လည်း MNDAA ကဟော MNDAA အကြောင်းပြော DNA ကြောင်းဆက်ပြောอืมနောင်ချိုတောင်ခမ်းတိုက်ပွဲတွေမှာ DNA ဘာလို့ချစ်နေတာလဲ PDF တွေကို၃ရက်အတွင်းစုတ်ခွာဟိုစကန်းချရနေရတာဒီစုတ်ခွာသွားပေးဖို့ပြောတာတွေကဘယ်လိုဖြစ်ကုန်ပြီလဲ DNA ကဘာလဲဘယ်လဲအဲပြည်သူလူထုကြားထဲမှာမေခုတွေအများကြီးရှိနေပါလေမြေပြင်အခြေအနေမှာမိုးကုတ်မှာဖြစ်တဲ့အခြေအနေတွေအောင်ချမ်းသာစေအခြေအနေတွေအထိကျွန်တော်တို့သိတယ်သိတယ် မပြောတာနော်ဒီမှာ DNL ကဘလူမျိုးလောက်ကင်ဆောင်ရွက်ပြုတ်မှုလဲကျွန်တော်တို့သိတယ်ဥမာတိုက်ပွဲတစ်ပွဲကိုတိုက်တယ်သူတို့တိုက်ပွဲတစ်ပွဲမဟုတ်တာတော့ဘူးနော်စစ်ကောင်စီကကင်းလဲလာတယ်စစ်ကောင်စီကျွန်လာတဲ့လူတွေကိုဒီဘက်ကတပ်တွေကပြစ်တယ်ပေါ့ဗျာမဟာမိတ်တပ်ကအဲ့မှာတနက်ကြပြီးတနက်ကြပြီးတနက်တွေကြပြီးတော့ပြီးပြီးတယ်စစ်ကောင်စီဘက်က ဒီကမာမိတက်တီကတော့ကြီးစံကိုပတ်စံနဲ့ဝယ်ပြီးတိုက်နေရတယ်ဂျားတွေကခုခံကာကွယ်ပိုင်ခွင့်ရကြီးစံကိုအတုံးပြုတ်ပြီးဖြစ်ကခတ်ကြရတာအဲ့တနက်ကိုအဲ့စစ်ခွေးကချပြီးထွက်ပြေးပြီးမာမိတက်တီကတိမ့်ပြီးဆိုရင် DNA တွေကရောက်လာပါတယ်အဲ့တနက်ပြီးဒီလိုအခြေအနေမျိုးတွေကျွန်တော်ကြားပါတယ်အတွင်းထဲမှာအနနဲ့ရှာရှာအခြေအနေတွေအများကြီးကျွန်တော်တို့သိတယ်ဒါပေမဲ့မပြောဘူးဒါပေမဲ့ဘာလို့ရှင်းတာလဲမေးချင်တာ DNA လေး ဘာလို့ချင်တာလဲကြိယတက်တည်နေအငင်းပေါင်းမှုပြဿနာတွေဖြစ်တယ်ဘာလို့ချင်တာအော်ကြိယတက်တည်နေ DNA လေးနဲ့အငင်းပေါင်းမှုဖြစ်တယ်ဘာလို့ချင်တာအခု DNA လေးရဲ့ DNA စီတောင်းပီတဲ့တောင်းပီကောင်းစီပေါ့လင်းနေကြောင်ငါလာအတွင်းမှာငါးနှစ်အတွင်းမှာအစိုးရအဖွဲ့နေအစိုးရအဖွဲ့လို့ပုံစံမျိုးတွေပြောင်းများစွာပေါ်ပေါက်လာနေတယ် MNDA ကဒုတိယတက်အစိုးရအဖွဲ့ပေါ့ဗျာ DNA လေးကတောင်းပီကောင်းစီ အာရခတတ်တော်အေအေကအာရခပြည်သူအစိုးရကရဏီက ICEC လား ICE လားဂျာကာလာကောင်စီအခြားတိုင်းတဲ့ပြည်နယ်အသီးသီးကဖက်ဒရယ်ကောင်စီတွေလောက်ကြတယ်ဆိုတော့ကျွန်တော်တို့တအောင်ပြည်ကတက်တက်အထူးဒေသတွေကတက်တက်ရခိုင်ပြည်ကတက်တက်တကယ်လောက်ကြမလို့လားတကယ်လောက်ကြမလို့လားဒီမိခွန်းတွေအများကြီးရှိနေပါတယ် ကျွန်တော်လက်ရှိဆင်နွှဲနေတဲ့တိုက်ပွဲဟာအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲလားပြည်သူလွတ်မြောက်ရေးတိုက်ပွဲလားကိုကိုကူမေးကြည့်ကြအောင်လို့ပါတယ်ပြည်သူလွတ်မြောက်ရေးတိုက်ပွဲဆိုရင်တော့တိုင်းပြည်တော်ကလူမျိုးမရွေးဘာသာမရွေးနိုင်ငံတွင်းကပြည်သူလူထုအားလုံးလွတ်မြောက်ရေးကိုဥတည်တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်အမဒီဒီနေ့ MD နဲ့ပတ်သက်ပြီးဒီနေ့ကြားရတဲ့သတင်းဆိုရင်တိန်ဒီမျိုးကိုစက်တင်ဘာလတိုင်းမှာပြန်လည်လွှဲအပ် ပေးဖို့နှစ်ဖက်ဆွေးနွေးမှုတွေရှိထားတယ်သဘောတူထားတယ်လို့အကြံဉာဏ်သိရတယ် DVB ကပြောတာကျွန်တော်ပြောတာအဲ့တော့လာရှုပ်ဖို့ပြန်ပေးခဲ့ပြီးပြီအကြောင်းမျိုးပြပြခေါင်းစဉ်မျိုးမျိုးတက်သွေးမြေကြခဲ့တဲ့အောင်ကြီးဘာဖြစ်ရဲ့ပထမဦးဆုံးသောတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကိုတိမ့်ပိုက်နိုင်တဲ့တော်လိုင်းကြီးရဲ့အောင်ကြီးတရက်ကိုတရုတ်ရဲ့ဖီအားကြီး၆ပြန်လည်လွှတ်ပေးလိုက်ရတယ် ရင်ထဲမှာတော့မခံချိမခံသားပုံများဒါပေမဲ့နားလေပြီးပါနားလေပြီးလိုက်ကြပါဆိုပြီးအန်တချိတ်ချိတ်နေပဲဖြီသိပ်ခဲ့ရတာပေါ့အခု DNL အခု MND ထပ်ပြီးတိန်ဒီကိုပြီးမယ်ဆိုရင်တရင်ထွက်လာတယ်တရင်ထွက်ရင်တော့ပြီးချင်လို့တီးခေါက်ကြည့်တာနေမှာပေါ့အတီးပြုတ်လို့တော့မရသေးပြီမြေ DVP ကတော့ဒီတိုင်းတည်နေပါတယ်အဲ့တော့နောက်ချွတ်မှာ၃ရက်အတွင်း DNL က PDF တွေကို ရွှေ့ပေးဖို့ပြောနေတယ်လို့နောက်အောင်မှဆိုရင်နှစ်ရက်အတွင်းရွှေ့ပေးဆိုရဲတဲ့င်းကိုဟိုစကားကိုစိုက်ကယ်ရင်းနဲ့လိုက်ပြောတယ်ဘီရတဲ့ရင်တဲ့ဘုတ်တွေကရွှေ့နေကြရပါဘီနောက်ချုပ်ဘူးပြန်ပေးမှလားဆိုရဲဒိဋ္ဌာနော်မန္တလေးပြည်ရောက်ကနောက်ချုပ်နဲ့ပတ်သက်ပြီးကုဖို့အစ်ကူတက်ဖို့ပြောတာတော့အကူမခံဘူးဆိုတဲ့တဲ့င်းတွေလည်းထွက်ပေါ်နေတယ်လို့ဒီနယ်ရဲ့ပစ္စည်းတွေဟာ7ဘိန်းက12ဘိန်းကားနေရွှေ့နေတာကိုလည်းတွေ့ရတယ်လို့ GVB ကတင်ထားတာကိုတွေ့ရပါတယ်စစ်ကောင်စီကိုပေးလိုက်ရတဲ့ယွာတွေကမဲပုတ်နောင်လင်းနောင်ချူကြီးရွှေမိုရောကန်ကြီးရှောက်ချူအဲ့ဒီပေးလိုက်ရပြီအဲ့ဒီယွာတွေမှာစစ်ကောင်စီတက်ပြီးပတ်ပတ်လေနေရာချူထားပြီမင်းကတော့ကန်ကြီးနဲ့ပတ်သက်ပြီးနောက်ဆုံးသတင်းအရမဟာမိတ်တပ်တွေဝိုင်းတိုက်လို့ကန်ကြီးတက်ကန်ကြီးကိုဝင်လာတဲ့စစ်ကြောင်းနှစ်ကြောင်းလန်ထွက်သွားတယ်ကိုသိရပြီးပြင်းထန်ကဝင်လာတဲ့စစ်ကြောင်းကတောင်ခမ်းကိုစုပ်ပြေးရတယ်ဆိုတဲ့အချက်တွေ့ရပါတယ် အဲ့ဒီတိုက်ပွဲမှာ TNL လေးဥဆောင်ပြီးတိုက်တလားမတိုက်ဘူးလားဆိုရဲကိစ္စကျွန်တော်မသိဘူးထင်ပါတယ်အဲ့တော့ဒီကနေ့တော့ TNL လေးကတစ္ဆကန်းတာက TSC လူပုဂ္ဂိုလ်ပုံးတယ်ဖွဲ့စည်းတယ်ဘာဖြစ်ဖြစ်တအောင်းလူမျိုးတို့လွတ်လပ်စွာရှင်တန်ခွက်ကိုကျွန်တော်တို့ကျူးစွပါတယ်ကျူးစွပါတယ်ဒါပေမဲ့တအောင်းပြည်ကတခုရခိုင်ပြည်ကတခု MNDA ရဲ့ အထုဒေတာကိုကံအုတ်ချုပ်ခွင့်ဒေတာတခု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 နဲ့ငါတို့တိုင်းပြည်ဟာငါတို့အာကုမြော်လင်းခဲ့တဲ့တိုင်းသားတက်တွေဟာသူတို့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲပဲဆင်နွှဲသွားတာလားငါတို့တိုင်းပြည်လူပြည်သူလူထုရဲ့လွတ်မြောက်ရေးအတွက်ကိုပါဝင်ဆင်နွှဲပါမလားဆိုတဲ့စိုးရိမ်ချက်တွေနဲ့အတူမေခွန်းတွေလည်းများပြားလာတာကျွန်တော်ဒီကနေ့တွေ့နေရပါ လိုင်းလေးနှစ်တာ၅နှစ်အတွင်းမှာ NUG ဆိုတဲ့အစိုးရအဖွဲ့ကြီးအပေါင်းကြီးအစိုးရအဖွဲ့ကြီးအစိုးရအဖွဲ့ကြီးကိုတိုက်တဲ့နေရာကိုယူကိုလူကိုခန့်ကိုကြိုက်တာကိုလုံနေကြတာကိုတော့ကြည်ချင်းအဖြစ်ခမရတို့ပြောပြောနေတဲ့ပြည်သူလူထုအတွက်ဆိုတာကိုကျွန်တော်တို့ကအထက်ထက်ခါခါပြန်စဉ်းစားနေကြရပြီအဲ့တော့လူမြတ်ကျော်ကြီးတော်လည်ကြီးကလည်းစိတ်ပြက်စရာကြီးပဲလားလို့တော့မထင်စီချင်ပါဘူး ဒါကတော်လည်းရည်ရဲ့ dark side ကိုခေါ်တဲ့အမောင်ကျန်းတစ်ခုဖြစ်ပါတယ်။တော်လည်းရည်အလင်းကျန်းမှာတော့ခင်ဗျားတို့ကျွန်တော်တို့အရန်ချစ်တဲ့အရန်အားကိုးတဲ့အရန်လေးစားတဲ့လူငယ်တွေဟာစစ်မြေပြင်မှာအိမ်စွတ်ရာစွတ်မိဘကိုစွတ်ပြန်စွတ်လို့လည်းမရတော့တဲ့တော်လည်းရည်ရဲ့စစ်မြေပြင်ကြီးမှာမသိမချင်းတိုက်အောင်ဝဲကိုအရာယူ စစ်တပ်ကိုရအောင်ချိန်မုံးမယ်ဆိုတဲ့လူငယ်ပေါင်းမြောက်များစွာရှိတယ်။မြောက်များစွာဒါပေမဲ့ဦးစီးပဲ့ကိုင်းနိုင်မှုအရေးချင်းကင်းမဲ့မှုတွေရဲ့နောက်ဆက်တွဲပြဿနာကြောင့်အခုဆိုရင်တိုင်းသားနေမျိုးတွေထဲမှာကျွန်တော်တို့ PDF ညီငယ်တွေဟာကောင်းကိုငုတ်ပြီးတော်လိုင်းကြီးအတွက်မျက်ဤတောက်တောက်ကြားတဲ့အထိချိတ်ခံစားရတယ်အများကြီး အဲ့တော့တိုင်းသားနေကြီးတွေကမဟုတ်တာလုပ်နေလို့လားလူများကြောဆိုတော့ဟုတ်တာလုပ်တဲ့လူတွေလည်းရှိတယ်မဟုတ်တာလုပ်တဲ့လူတွေလည်းအများပြားရှိတယ်ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့တွေးကြည့်ရင်လည်းမချစ်အောင်ခံစားရအောင်အဲ့တော့ဒီအားလုံးရဲ့လက်တယ်တရားခံဘသူဖြစ်နိုင်မှာကိုလူကိုခံပြီးကိုပါတီဝင်မှနေရာပြီးစင်ပြိုင်လက်နက်ကင်တပ်ဖွဲ့တစ်ခုလက်ကင်တုံးတပ်ဖွဲ့တီထောင်ထားတဲ့အခြေအနေတရက်ကိုမလုံမရောက်မချင်း ဒီတော်လန်ကြီးဟာခင်ဗျားတို့လုပ်တဲ့တော်လန်ကြီးဟာကျွန်တော်တို့လုပ်နေတဲ့တော်လန်ကြီးဟာဝူကြွရွှေကူတော်လန်ကြီးလားလို့တော့မေးခွန်းထုတ်ခံနေရပါပြီတပတ်မှလည်းစီရီယာအကွက်ရွှေ့နေတဲ့ဗားတပြန်ဂျားတပြန်စင်ပြိုင်ငင်းချမ်းကြီးတန်တရားနေနေတဲ့အချိန် တွေးလိုက်စုံလိုက်တိုက်လိုက်ပြန်ပြေးလိုက်တွေးလိုက်စုံလိုက်တိုက်လိုက်ပြန်ပြေးလိုက်ဘောဘကန်ကူလိုက်နှစ်ခွန်ငါပြန်ဝင်သွားလိုက်စိန်ပြေးတိုင်းကစားနေတယ်လို့စစ်ပွဲတွေကိုကြည်ရင်ပြည်သူလူနဲ့တော်လန်မျိုးဆက်လူငယ်တွေကိုအားနာမိပါတယ်ဗျာအဲ့တော့ဒီကာလမှာမြေသားညီညွတ်ရေးအစိုးရအပါဝင်ဦးစည်းဦးဆောင်လုပ်မဲ့တော်လန်ကြီးတပ်တွေတပ်ကြီးတွေလူပုဂ္ဂိုလ်တွေခေါင်းဆောင်တွေအင်မတန်လိုအပ်လာမြေသားညီညွတ်ရေးအစိုးရဟာတိုင်းပြည်တော်ကတော်လန်ကြီးတပ်တွေကိုစုစည်းဖို့တိုင်းလိုက်ရအောင်မပါ ဒါလည်းသူတို့ကလည်းထောင်းပြက်ကွက်ခဲ့ပါလေဒီပြက်ကွက်ခြင်းရဲ့နောက်ဆက်တွဲပြဿနာဟာအခုဆိုရင်တိုင်းသားနေပြည်တိုင်းသားတွေဟာသူတို့နေပြည်ကိုသူတို့တိုက်ခိုက်သိမ့်ပိုက်ပြီးသူတို့အုပ်ချုပ်သူတို့အစိုးရထောင်းထောင်းသူတို့လုပ်ချင်တာလုပ်ကျွန်တော်တို့ဘာမှပြောခွင့်မရှိမြေပိုင်လိုက်လေစစ်နိုင်တယ်လေအစိုးရဖြစ်တယ်လေဒါပေမဲ့အဲ့ဒီနေပြည်တွေမှာနေရတဲ့ကျွန်တော်တို့ယင်သွေးတွေကျွန်တော်တို့ပြည်သူလူရဲ့ယင်နစ်တီးကြ PDF တွေကဘလောက်မျက်နှာငယ်နေလိမ့်မလဲ ဘလောက်ညံ့တာငင်းနေရတယ်ထင်တယ်ကျွန်တော်ရှိရှိဝူးပြီးအများကြီးပြောရင်စကားတွေအများကြီးပြောရင်တဆွေးတွေအများကြီးထွက်တယ်အဲ့တော့ဆက်လို့ရမယ့်အခြေအနေတွေကဒရိုင်းမီနိုဝတ်တိုင်းတက်တွေကိုစူးစီးရပါလိမ့်မယ်ဂွေးဆက် COC စနစ်နဲ့ဒေတာဆိုင်ရာစစ်ဦးကြီးများမှတည်နိုင်ငံလုံးဆိုင်ရာစစ်ဦးကြီးနိုင်ငံလုံးဆိုင်ရာစစ်ဦးကြီးမှတည်ဘုံစစ်ကောင်ရှင်ပုံစံနဲ့ စူးစီးတိုက်ပွဲဝင်နိုင်မှုစူးစီးဖို့ဆောင်နိုင်မှုတွေမလုပ်ဘူးဆိုရင်တော့အန်ဒီနဲ့ NUG အကွဲပြေးမှာမင်းအောင်အရာရွေးကောက်ပွဲနဲ့ဂျာဝင်းထိုးခွဲနေပါတယ်ဘာမှ NUG NLD CRPH အကွဲပြေးကြီးဟာနိုင်ငံရေးအကြောင်းကြီးတစ်ခုအဖြစ်ရှိနေပြီဒီချက်လို့ဒီနဲ့မင်းအောင်အရာရွေးကောက်ပွဲဆိုတဲ့တက်ကြီးတစ်ချောင်းထိုးတဲ့ကား မကြခင်မှာမျက်နှာပုံးကြီးကွာချောင်းမဲ့အခြေအနေတွေကျွန်တော်တွေ့နေတာဘာလို့ပါလဲပေါ့ဗျာဒီဒေါ်လာကြီးဟာယုံကြည်လို့ရက်တည်ခဲ့ကြတယ်ခိုင်ခိုင်မာမာပါဝင်ခဲ့ကြတယ်ပြည်သူတရလုံးအန်ချိတ်ပါဝင်နေကြတယ်ဒါပေမဲ့ဒေါ်လာကြီးကောင်းဆောင်ဆိုတဲ့သူတွေပြက်ကွက်တဲ့တာဝန်တွေနဲ့ပတ်သက်ပြီးလက်ညှိုးထိုးအပြစ်တင်နေတာမဟုတ်ပါဘူးရှိခဲ့တာလေးရှိစီတော့ချက်ချင်းချင်းမချက်ချင်းနေ တဘောလာကြီးနားလေတီးခံခွတ်လို့ပြီးစူစီးညညွတ်ဟွတီထောင်ကြရပါတယ်အဲ့တော့တစ်ဖက်မှာအပြိုင်ရိုက်ပေါ်ပေါက်လာတဲ့အစိုးရတတံအဖွဲ့စည်းတွေအများပြတွေ့ရပါတယ်ထိတ်ဆုံးကအစပြောရင် NUG နောက်ပြီးရင် MNDAA ကိုကအတူတီတာအစိုးရအဲအရခတ်အရခပီဒူအစိုးရနော်အဲဆိုဒါမျိုးတွေပေါ်ပေါက်လာတယ် ဒါပေမဲ့အဖြစ်ပေါ်အဲ့ဒီအစိုးရတွေကကိုပြည်နယ်ကိုတက်တာဝန်ကြီးကိုယူနိုင်လားလို့ကြည့်။အာတတော်အေးကသူ့တက်နဲ့သူ့ပြည်နယ်တာဝန်ကိုသူယူနိုင်ပါလေ။ဂျင်နရီကဟောသူတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုထိန်းချုပ်ဖို့သူအစိုးရတံဖွဲ့စည်းတာသူတာဝန်ယူနိုင်ပါလေ။မလာရီမန္တလေးကြိုက်တာတွေကြက်တယ်ခဏလား။ MNDA ကရောသူတိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေမီတွေကိုသူပြန်ပေးရင်ပေးတယ်သူလုံရင်လုပ်တယ်မကြိုက်တာကြိုက်တာမတတ်နိုင်ဘူး။ ဒါပေမဲ့အဲ့ဒီသူတွေ ਨੇ အခြေအနေစကားပြောခဲ့ရင်လားကျွန်တော်တို့ PDF တက်တွေကိုပို့တဲ့အချိန်မှာတော်ပြီလာရှုကိုတပေါင်းတိုက်ပေးဖို့နောင်ချိုကိုပေါင်းတိုက်ပေးဖို့တိန်ကြီးကိုပေါင်းတိုက်ပေးဖို့ဆောင်ရွက်ကြတဲ့အချိန်မှာစကားပြောခဲ့တဲ့ဂရိကဝိတ္တိမရှိဘူးလား။ဘာတခုမှလေးတန်လေးတော့မဟာရေလောက်အောင်အတော်ကြီးကျွန်တော်တို့ရဲ့တော်ကြီးခေါင်းဆောင်ဆိုသူတွေတိန်ငယ်နေရပြီလားလို့ကျွန်တော်တွေးမိတယ်။အဲ့တော့ဗမာတက်တွေဗမာတက်တွေလို့ခဏခဏပြောတာ။ ဗမာပြည်နယ်ပြည်တော်ရေးလို့ဗမာလူမျိုးစုဆိုတာမျိုးတွေထပ်ကျွန်တော်တို့ဗမာရီမန်ချာဟာပြည်သူလွတ်မြောက်ရေးတိုက်ပွဲဖြစ်တယ်ဆိုတာဒီညာကနေချိန်ရပါလေဗမာလူမျိုးတစ်မျိုးတည်းလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွှဲနေတာမဟုတ်ဘူးငါရှင်းပါမယ်ငါတို့ဒီငါတို့ပြည်အောင်စုမြန်မာနိုင်ငံတော်အတွင်းကလူမျိုးမရွေးဘာသာမရွေးလွတ်မြောက်စေလိုသောစိတ်ဖြင့်ပြည်သူလွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲနေတယ်ဆိုတော့ ယုံကြည်ချက်ကိုငါတို့မောင်းတင်ကြရအောင်။တမိုင်းမှာတမိုင်းမှာကိုနေရကိုတိုင်းကိုယ့်အကိုယူအမျိုးသားလူမျိုးကြီးတဲ့ဆင်ရဲခဲ့တဲ့အချက်တွေကိုတော့ကျွန်တော်မှတန်းတင်တာပါမယ်။မိမိငါတိုက်လို့ငါရတာကွာမင်းနဲ့ပါဆိုင်။ Okay တဘောတူပါ။ဒါဆိုအမျိုးသားလူမျိုးကြီးတိုက်ပွဲတိပဲတွားနေတဲ့အမျိုးသားကြီးဆရာတိုက်ပွဲတဲ့တန်တစ်ခုကိုပဲဆင်ရဲခဲ့ပြီး ဘယ်တော့မှမလွယ်ဘူးတော်လန်ရည်ရဲ့ရည်မှန်းချက်ပိုင်းတိုင်းဖြစ်တယ်ပြည်သူလွမြောက်ရေးတိုက်ပွဲစင်ွဲကျင်တဲ့ရောင်ရောင်ဟန်ဆောင်ခဲ့ပြီးကျွန်တော်ပြည်သူလွမြောက်ရေးတိုက်ပွဲအတွက်ပါဝင်စင်ွဲနေတယ်ကျွန်တော်တို့ရဲ့တော်လန်ရည်ညီငယ်ရဲဘော်တွေကိုအတုံးချခဲ့တယ်လို့ကျွန်တော်မတန်းတင်တာကျွန်တော်ရံဖြစ်ပါအပြစ်တင်လို့စီအလင်းမရှိပါဘူးတင်တို့လွမြောက်ခြင်းအတွက်ကျွန်တော်တို့ဝမ်းသာပါတယ်တင်တို့လွမြောက်ခြင်းအတွက် တင်းတို့ကိုနေပြီကိုတိုက်ကိုနေပြီကိုယူကွက်ကိုအုပ်ချုပ်နိုင်ခြင်းအတွက်အလုံးအတန်ကိုယူမိပါတိုးတော်ကျွန်တော်တို့ကတော့ကျွန်တော်တို့တနေရာကျွန်တော်တို့တဒေသကျွန်တော်တို့တအိမ်ကျွန်တော်တို့တလန်းလွမြောက်လူချင်းမဟုတ်ပဲတနိုင်ကလုံးကီသူတရလုံးလွမြောက်ရေးတိုက်ပွဲကိုကျွန်တော်တို့ဆက်လက်ဆင်နွှဲမှာပဲမနိုင်မချင်းတိုက်ပါဒါကျွန်တော်တို့ကြင်ညာလိုက်တဲ့ကျွန်တော်တို့ရဲ့တော်လိုင်းရုပ်ကြီးချက်ဖြစ်တယ်ဆိုတာပြောရင်